ိတ်မပြောလို့မလက်တိုနဲ့တောက်နေရတဲ့လူတွေအတွက်ဒီချက်ကလေးတွေကတော့တိထားတင်နေနော်မင်္ဂလာပါကျမတို့ဒီနေ့မှာအိမ်မပြောတဲ့လူတွေတောက်လေးရှိကြတဲ့မလက်တိုနင်ဆိုတဲ့ဆေးအကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။တော်တော်များများပေါ့နော်လူနာတွေကွန်ပလိန့်တက်ကြတယ်အိမ်မပြောဘူးအိမ်မပြောဘူးဆိုလို့ရှိရင်ဟိုကျမတို့ဆရာဝန်တွေက AC ပေးရမှာနည်းနည်းတော့လန့်နေ။ဘာဖြစ်လို့လဲဆိုတော့ပုံမှန်တကယ် AC ပေါ့နော် AC တော်တော်များများသည့် ဆွဲစီတဲ့ effect ရှိတယ်ပေါ့နော်ဆေးဆွဲစီတယ်ဆိုတော့ဒီဆေးမတောက်ဆိုလို့ရှိရင်နေလို့အဆင်မပြေတာမျိုးတို့တချို့သောဆေးတွေကြတော့အိတ်မပြောတာမျိုးတွေပိုဆိုးတာမျိုးတို့ဒါတွေဖြစ်တတ်တယ်ပေါ့အဲ့ဒါကြောင့်မလို့များသောဖြစ်ရင်တော့ safe ဖြစ်အောင်ဆိုပြီးတော့ melatonin ဆိုတဲ့ဆေးလေးကိုကျမတို့တွေပေးကြတယ်ပေါ့နော်အင်းမရတဲ့လူတွေအတွက်ကိုကျမတို့ဆေးကိုဝယ်စားပေးလားဆိုတော့အဲ့လိုမျိုးတော့မဟုတ်ပါဘူးပေါ့နော်ကျမတို့အဓိကအင်းမရအောင်ဆိုရင်တော့ဘာကြောင့်အင်းမရရလဲဆိုတော့အကြောင်းရင်းကိုတော့ကျမတို့အရင်ဆုံးရှာရတယ်။ရှာပြီးတဲ့အခါကျရှင်တလက်စားတဲ့မှာပဲ sleep hygiene ဆိုတဲ့အိပ်တဲ့အချိန်မှာကျမတို့လိုက်နာကျင့်သုံးရမယ် ့နေရာလေးတွေကိုအချက်လက်လေးတွေကိုကျွန်တော်တို့အင်းဆုံးစူးစမ်းကြည့်တယ်စူးစမ်းကြည့်ပြီးတော့အဆင်မပြေဘူးဆိုတဲ့အခါကျတော့မလက်တိုနင်ဆေးကိုပေးတာဖြစ်ပါတယ်ဒီမလက်တိုနင်ကိုကျွန်တော်တို့ကတောက်တော့တောက်ကြရတယ်တချို့သောလူနာတွေမှာဒါပေမဲ့တောက်ပြီးတော့မှကျွန်မရဲ့မလက်တိုနင်ဆေးတော့တောက်ပြီမဲဘာမှလည်းမထူးဘူးဆိုတဲ့လူနာတွေလည်းရှိတယ်ပေါ့အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့မလက်တိုနင်ကဘလို့တောက်နေကြလဲတောက်ပုံတောက်နည်းကမှန်ရဲ့လားလူမျိုးတောက်လို့ရှိရင်တော့မလက်တိုနင်ရဲ့ effect ကိုအကောင်းဆုံးရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ် မယ်လက်တိုနင်ဆေးကြောင့်ပြောခင်မှာကျမတို့မယ်လက်တိုနင်ဟော်မုန်းကြောင့်ရောအရင်ဆုံးသိဖို့ရလို့လိမ့်မယ်မယ်လက်တိုနင်ဟော်မုန်းကပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျမတို့အုံနောက်ထဲမှာရှိတဲ့ pineal gland ဆိုတဲ့နေရာလေးကနေပြီးတဲ့အခါကျမှလည်းပုံမှန်ထုတ်လို့ရှိပါတယ်ငကိုတဲဟိုကရှိတာပေါ့နော်ဒါပေမဲ့ဘယ်ချိန်မှာထုတ်လို့ရှိလဲဆိုလို့ရှိရင်ညဘက်အမောင်ကျသွားတဲ့အချိန်ကျမှပဲမယ်လက်တိုနင်ဆိုတဲ့ဟော်မုန်းကသူ့အလိုလိုထွက်လာတာပေါ့ဆိုတော့အိမ်မရတဲ့လူတွေမှာဆိုလို့ရှိရင်ဒီဟော်မုန်းထွက်တာကမော့ကမဖြစ်တာမျိုးတွေလည်းဖြစ်နိုင်တယ်လို့ တခါတလေကြလို့ရှိရင်လည်းကျမတို့ရဲ့ဒီဘေးကပေါ့နော်မီးအလင်းရောင်နေချောင်းမလို့လေအိမ်မရမျိုးတွေတော့ဖြစ်နိုင်တာပေါ့နော်အဲ့တော့ကျမတို့အခုဒီဘလက်တိုနင်ဆိုတဲ့ဆေးလေးရကြတော့ဒါကကြတော့ supplement လို့ပုံစံမျိုးလို့ကျမတို့သတ်မှတ်လို့ရတယ်ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ melatonin ကိုကျမတို့ပြန်ပြီးတော့မှဖြည့်ပေးတယ်ဆိုတဲ့သဘောပေါ့ပုံမှန်တိုင်းမထွက်နေတော့ရယ် melatonin ကိုပုံမှန်တိုင်းထွက်အောင်ကျမတို့က habit တစ်ခုပေါ့အကျင့်တစ်ခုရအောင်ပြန်လုပ်ပေးတယ်ဆိုတဲ့သဘောပေါ့အဲ့တော့ဒီနေရာမှာအရေးကြီးတာက melatonin ဆေးကိုဘယ်လိုတောက်ကြလဲဆိုတဲ့နေရာမှာအရေးကြီးပါတယ် တချို့ကြတော့လေမယ်လာဒိုနင်ဆိုတဲ့ဆေးကိုဘယ်ချိန်မှာတောက်လဲဆိုညနေညစာစားပြီးတောက်ကြတယ်ဗောနောညစာစားပြီး၈နာရီလောက်ဆိုပြီးတောက်လိုက်ပြီးဒါပေမဲ့၈နာရီတောက်ပြီးအိတ်လားဆိုတော့လည်းမအိတ်ဘူး 9နိုင်မှအိတ်10နိုင်လည်းမအိတ်17နိုင်လောက်မှအိတ်တာမျိုးပေါ့နော်ဆိုတော့ကျော်ဒီနေရာမှာဆေးတောက်ပြီးပြန်ပဲလေကိုကမအိတ်တဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်နေမလဲဆိုကျွန်တော်တို့အလင်းရောင်ထဲမှာနေမှာပဲပေါ့နော်အလင်းရောင်ထဲမှာနေနေတယ်ဆိုတဲ့အခါကျတော့ဘာဖြစ်ဒီမျက်လုံးထဲကိုအလင်းဓာတ်ကဝင်နေအလင်းဓာတ်ကဝင်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့မယ်လက်တိုနင်ဟော်မုန်းကမထွက်နိုင်ဘူးဆိုတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဆေးတောက်လေဒီမျက်လုံးထဲကအလင်းဓာတ်ဝင်နေတဲ့အတွက်ကြောင့်မယ်လက်တိုနင်ရဲ့ဆေးဒီအာနိသင်ပြမှာမဟုတ်ပါဘူးအဲ့တော့ကြောင့်မို့လို့ကျွန်တော်တို့တွေကမယ်လက်တိုနင်တောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အိတ်ခ န်နီးနိုင်ဝက်အလိုမှာတောက်တာတော့ပို့ပြီးမှအသင့်ဆုံးဆုံးဖြစ်ပါတယ်။အိတ်ခန်နီးနိုင်ဝက်အလိုတောက်မယ်ဆေးတောက်ပြီးလို့ရှိရင်လည်းအတက်နိုင်ဆုံးမီးမောင်ချထားဖို့လိုတယ်ပေါ့နော်။တချို့ကျလုံးဝမောင်မဲနေမအိတ်တဲ့တူတွေရှိတယ်ဆိုတော့ကျမတို့ dim light လို့ခေါ်တဲ့မီးမမိန်လေးတော့ထွန်ထားလို့ရတယ်။တခုအရေးကြီးတာက phone screen ကြည့်လို့မရပါဘူး။ phone screen ကနေပြတဲ့အခါကျကျွန်တော်တို့ phone screen ကြည့်လို့ရှိရင်ကျ phone screen ရဲ့အလင်းရောင်ကမျက်လုံးထဲကိုဓာတ်ရိုက်ဝင်နေပေါ့နော်မျက်လုံးထဲဓာတ်ရိုက်ဝင်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ melatonin ထွက်တာနဲ့ melatonin အလုံးလုံးတဲ့နှုံးတွေကိုကျွန်တော်တို့ short ချပြတာနဲ့အတူတူပဲဖြစ်တယ်ပေါ့နော်အဲ့တော့လူကမအိပ်ပြောဘူးဆိုတာမျိုးဖြစ်တယ်ဒီတော့ melatonin ဆေးတောက်မယ်ဆိုလို့ရှိရင်နံပါတ်1အချက်ကအိတ်ခဲနေနိုင်ဘဝလူမတောက်မယ်နံပါတ်2အချက်ကဆေးတောက်ပြီလို့ရှိရင်တက်နိုင်သလားအမောင်ချထားမယ်နံပါတ်3အချက်ကဆေးတောက်ပြီးတာနဲ့ဖုန်းလုံးဝမသုံးဖို့လိုအပ်ပါတယ် ောက်တစ်ခုကမလက်တွန်နဲ့တောက်မယ်ဆိုရင်တော့ sleep routine ထားနိုင်တာအကောင်းဆုံးပါ sleep routine ကတော့တခြားမဟုတ်ဘူးเนาะကျွန်တော်တို့ banana အိပ်မယ် banana ဆိုရင်ထမယ်ဆိုတော့ဟိုနိုင်ချိန်လေးတစ်ခုကန့်သက်တာမျိုးပေါ့ဥပမာဖြစ်စေနိုင်အိပ်မယ်မနက်ဆိုလို့ရှိရင်9နိုင်ခွဲ10နိုင်ဆိုထမယ်ဆိုဒီချိန်လေးကိုကျွန်တော်တို့အိပ်ဖို့အတွက်အချိန်တတိတန့်လေးသတ်မှတ်ထားတာမျိုးဆိုလိုတာပါဆိုတော့ကျွန်တော်တို့မလက်တွန်ကိုတောက်ပြီးပြီဆိုလို့ရှိရင်လည်းတစ်ခုအရေးကြီးတာကကျမတို့ မနက်နောက်နေ့မနက်နိုးလာလို့ရှိရင်နေအောင်ကြီးခံပေးဖို့လိုအပ်ပါတယ်နေအောင်ကြီးအဓိကအဖင်ကတော့ဒီ warm light လေးပေါ့နော် warm light တချို့ကျတော့လေဟိုအခန်းကလုံးဝအကာပေါ့ light car တွေကစာဘာလဲဆို UV ray တွေဖောက်လို့မရအောင်ဆိုပြီးတော့ UV protection ဟို light car တွေသုံးတာဆိုလို့ရှိရင်နေအလင်းကဘလုံးမှမဝင်ဘူးပေါ့အဲ့တော့မိုးသာလင်းလာတဲ့အမောင်ထဲမှာပဲဆက်ရှိနေတဲ့အတွက်ကြောင့်မယ်လက်တိုနင်ကဆက်ထွက်နေတုံးပဲ ဒီမှာခုနပြောသလိုမလက်တိုနင်ကအလင်းရောင်ရတဲ့ခါကျမှပဲထွက်တာရက်တာဆိုတဲ့ခါကျတော့မနက်မိုးလင်းပြီးအလိုလိုဖို့အတွက်အချိန်တက်ပြီဆိုတော့လူနှိုးဆွမှုတွေတစ်ခုရှိအောင်တော့ကျမတို့တွေကလုံဆောင်မှုတွေတစ်ခုရှိအောင်ပေးဖို့လိုအပ်တယ်ပေါ့နော် stimulusly အဲ့တော့ဒီ stimulus ကိုကျမတို့တွေကဟိုများများဆဆရှာစရာမလိုဘူးအဓိကအဖြစ်ကနေအောင်ကြီးပဲတဘာဝကနေအောင်ကြီးပဲပေါ့အဲ့တော့မနက်မိုးလင်းပြီဆိုတာနဲ့နိုးနိုးခြင်းမှာကျမတို့အလန်းပေးထားတယ်နိုးနိုးခြင်းလေးမှာဝရဏဖြစ်ဖြစ်ပေါ့နော် အိမ်ပြင်လေးခဏထွက်ပြီးတဲ့ခါကျမှနေအောင်ကြီးလေးကိုခဏလောက်ခံပေးဖို့လိုအပ်ပါတယ်။အဲ့လိုချိန်မျိုးဆိုလို့ရှိရင်တော့ကျမတို့မျက်လုံးလေးကနေပြီးတဲ့ခါကျနေရဲ့အလင်းကဓာတ်ရိုက်ဝင်တဲ့အတွက်ကြောင့်မလက်တုံတွေထွက်တာချက်ချင်းရက်သွားတယ်ပေါ့နော်။ဒီလိုပုံစံမျိုးနဲ့ပုံမှန်လေးဖြစ်လာပြီးဆိုလို့ရှိရင်တော့ကျမတို့တွေကနောက်ပိုင်းဆေးကူညီတော့မလိုအပ်ပဲနဲ့ပုံမှန်အချိန်တွေတခုတီးတီးတက်တက်ရသွားမှာပဲဖြစ်ပါတယ်။အခုဗီဒီယိုလေးကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့မယ်လက်တိုနင်ကိုဘယ်လိုမျိုးနီးမှန်လမ်းမှန်တောက်အောင်လဲဆိုရဲဟာကိုတည်ပြီးလို့ထင်ပါတယ်